မင်းကြောပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Masla 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဗိုလ်လက်ခဲမြို့ကိုအပိဒတ်သိမ့်ပိုင်နိုင်ရေးအတွက်ဖိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်တပ်ကဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားအများပြားပေဆုံးကစစ်တုံးပန်းများနဲ့လက်နက်ခဲယမ်းများကိုလည်းသိမ့်ပိုင်ရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ16ရက်နေ့ကနေစပြီးတော့ဘောလကဲမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်တိုက်ရင်စခန်း၃ခုကိုအပိသက်သိမ်းပိုင်နိုင်ရေးအတွက်ကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခတ်လျက်ရှိရာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဗုံမှုမျိုးမင်းသူအပါအဝင်စစ်သားအများပြတိုက်ဆုံးကစစ်တုံးမှန်းများနဲ့လက်နက်ခဲယမ်းများကိုလည်းပိတ်ပတ်ရရှိထားတယ်လို့သိရပါတယ်။ စတာကတော့တပတ်လောက်ရှိနေပြီစရင်စရာတော့ပုတ်မလာသေးဘူးဒါပေမဲ့တင်းဆုံးသွားတဲ့သူတွေဒဏ်ရာရထားတာတွေလက်နက်ခဲယမ်းတချို့လည်းတင်းစီရရှိထားတာတွေရှိပါတယ်အတိအကျတော့မသိရသေးဘူးဆက်သွယ်ရေးအခက်အခဲဖြစ်နေလို့ပါအခုအချိန်မှာကအကုန်လုံးကခြနေကြတော့ပို့ဖို့ကလည်းအချိန်မရသေးဘူးတိုက်ပွဲကဆက်ပြီးတော့ဖြစ်နေတယ်ရအောင်လုပ်မယ်လေအပေးတိမ့်လိုက်မယ်မဟုတ်ရင်ရှုပ်တယ်ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်နေတော့စီရဲကကြာသွားတယ်အခုက အပင်ကိုအရင်ကနေဖြတ်မလို့လို့ KA ရဲ့စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပြထားပါဗျ။ဘောလက်ခဲပြူဟာမှာစစ်ကောင်စီတပ်ကတရင်သုံးရင်အထိုင်ချထားပြီးတော့ရဟတ်ရင်နဲ့စီရင်အားများကိုလည်းထပ်မံဖြည့်တင်းထားတယ်လို့သိရပါဗျ။ဒါကြောင့်အပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ကရင်နီတော်လိုင်းတပ်ပေါင်းစုကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။တချို့ကြတာတွေလည်းရှိပဲ။ဒါပေမဲ့အသေးစိတ်ကတော့မသိရသေးဘူး။ကျွန်တော်တို့ကစစ်ကြောင်း၃ကြောင်းနဲ့တက်နေတယ် အပိတဝိုင်းပြီးတော့ဖြတ်တောက်ဖို့လုပ်နေပါတယ်အဲ့ဒါကတော့ဘယ်ချိန်ပြီးမလဲတော့မသိသေးဘူးရှားတော့ကြတော့တလာနီးပါးလောက်ကြာမှပြီးတာလေရှားတော့ပြူဟာကအခုဘောလခဲပြူဟာကတော့တရင်သုံးရင်ထိုင်ထားတာကိုတရင်သုံးရင်ဆိုတော့လူများမလားလူတော့တိတ်မရှိလောက်ဘူးထင်းနေဒါပေမဲ့ဟတ်စကီနဲ့လာချတာတွေတော့ရှိတာပေါ့ ဒီနောက်ပိုင်းမှာတော့မလာနိုင်တော့ဘူးထင်တယ်လို့ KA ရဲ့စီရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကရှင်းပြထားပါတယ်စစ်ကောင်စီတပ်ရဲ့ဗျူဟာစခန်းကပြည်သူလူထုများနေထိုင်ရာရပ်ကွက်များအတွင်းကိုလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိနေတဲ့အတွက်ကြောင့်ဗော်လက်ခဲမြို့နယ်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြဝတီအာရှလမ်းမကြီးမှာတိုက်ရင်အားတွေဖြည့်တင်းလာတဲ့စစ်ကောင်စီတပ်ရဲ့အောင်စေရစစ်ကြောင်းနဲ့ KNL ဥဆောင်တဲ့တော်လိုင်းအင်အားစုတို့ကြားမှာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကော့ကရိတ်မြို့နယ်မှာနိုင်ငံတော်အဆက်ဆိုပြီးတော့ဆက်စင်ရေးတရဆင်နွှဲနေတဲ့အောင်စေရစစ်ကြောင်းလေးစီကိုစစ်ကောင်စီတပ်ကပြည်သူ့စစ်မှုထမ်းတင်တန်းစင်တပ်သားတက်တွေကိုအဆက်မပြတ်ပို့ဆောင်ပြီးတော့အင်အားတွေဖြည့်တင်းနေပြီးကော့ကရိတ်မြို့အနီးကအာရှလမ်းမကြီးစီကို ိုးစစ်ဆင်နေတယ်လို့သိရပါတယ်။မတ်လ23ရက်နေ့ကနေ22ရက်နေ့အထိစစ်ကောင်စီတပ်ရဲ့အောင်စေရစစ်ကြောင်းတွေနဲ့တော်လိုင်းအင်အားစုတွေကြားမှာနှစ်ဖက်တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်ကပုံပြီးတော့အထိနာတေဆုံးဒဏ်ရာရတာတွေများခဲ့တယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်က ပြောပါတယ်။စစ်ကောင်စီတပ်ရဲ့အောင်စေရစစ်ကြောင်းဟာကော့ကရိတ်မြို့တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာကော့ကရိတ်မြောက်ဒီအာရှလမ်းမကြီးတောတော်ရေတခွန်အထက်ပိုင်းနေရာတွေမှာတည်ရှိပြီးတော့တောတော်ရေတခွန်အထက်မှာရောက်ရှိတပ်ဆွဲနေတဲ့အောင်စေရစစ်ကြောင်းတစ်ကြောင်းကို ော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအဆင့်ဆင့်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိတယ်လို့မြေပြင်သတင်းရေးမြစ်ကပြောပါရယ်အာရှလမ်းမကြီးရဲ့ တောတော်ရေတကုံအထက်နောက်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံနေရတဲ့အောင်စီရစစ်ကြောင်းကိုစစ်ကူပေးနိုင်ဖို့အတွက်ကော့ကရိတ်မျိုးကနေစစ်ကောင်စီတပ်ကအင်အားတွေဖြည့်ပြီးတော့ထိုးပေါက်လာနေတဲ့အတွက်တော်လိုင်းရင်အင်အားစုတွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်ကော့ကရိတ်မျိုးနယ်မှာတနေ့ကျော်ကြာထိုးစစ်ဆင်ရောက်ရှိလာခဲ့တဲ့စစ်ကောင်စီတပ်ရဲ့အောင်စီရစစ်ကြောင်းလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာတိုက်ပွဲအတွင်းမှာအထိနာသေးဆုံးဒဏ်ရာရတာတွေများပြားလာနေပြီးတော့ ရှေ့ဆက်မတိုးနိုင်တော့သလိုစိတ်ဓာတ်တွေလည်းကြဆင်းလာတာတော်လိုင်းအင်အားစုအဖွဲ့တွေစီကိုလက်နက်ချအလင်းဝင်လာတာတွေရှိတယ်လို့ပြောပါတယ်တော်လိုင်းအင်အားစုအဖွဲ့တွေစီကိုလက်နက်ချအလင်းဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေရဲ့ပြောပြချက်အရာအောင်စေရစစ်ကြောင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေအများစုဟာ စိတ်ဓာတ်တွေဖယုံဖယဲကြာဆင်းလာနေသလိုအထက်အရာရှိတွေရဲ့ဖိနှိပ်ချုပ်ချယ်ညှိမ့်မှမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ဒါ့အပြင်အောင်စေရစစ်ကြောင်းမှာအစားအသောက်ကိုလုံလုံလောက်လောက်မစားရဘဲနဲ့အနေငယ်သာစားရပြီးတော့ငတ်ပြတ်နေရတာတွေတိုက်ပွဲမှာအထိနာပေဆုံးမှုများပြားနေတာတွေကြောင့်အကောင်လုံးဟာစစ်မတိုက်ချင်တော့တဲ့သူတွေများပြားနေတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့မှာပြုတ်ကြဖြန့်ငွေလိန်ကိုင်းများနဲ့ပတ်သက်မှုကြောင့်ဖမ်းဆီးခံခဲ့ရတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်မူဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုဆက်ဆေးရမှာမူရစေဝါနဲ့လက်နက်များတယ်ယူမှုများပါပေါ်ပေါက်လာပြီးတော့၎င်းနဲ့ပတ်သက်တဲ့ပြည်ငိမ့်ဆန်းကားလိုင်းနဲ့ကားတွေကိုပါစစ်ကောင်စီကပိတ်ပင်သိမ်းယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကိုကန် MNDA ရဲ့တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကင်မရှိတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထောင်းတိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးအပါအဝင်ထိတ်တန်းစစ်အရာရှိကြီး၅ဦးကိုဖေဖော်ဝါရီလအတွင်းမှာစစ်ကောင်စီကတရုတ်ကြားဖြတ်ငွေလိမ်ဂိုင်းနေစီကနေပတ်စံရယူမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကတော့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ရခိုင်တိုင်းမူဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းနဲ့တန်ရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးနေလင်းတို့ကတော့ မူရဆေးဝါးနဲ့လက်နက်များတဲယူမုံများမှာပါဝင်ပတ်သက်နေကြောင်းထမှန်ပေါ်ပေါက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပေါ်ပေါက်လာတဲ့အတွက်၎င်းတို့နဲ့ပတ်သက်နေတဲ့ပြည်ငိမ့်ဆန်းကားလိုက်နဲ့ကားများအလုံးကိုလည်းစစ်ကောင်စီကတဲယူလိုက်တယ်လို့သိရပါတယ်။အဲ့ဒီပိတ်သိမ်းအရေးယူမှုကိုရမခတိုင်းမှုအသက် ဗိုလ်မှူးချုပ်အေမေဦးကစောင့်ရက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တန်ရမ်းမြို့မှာပြည်ငိမ့်ဆန်းကားဂိတ်ကိုလက်ရှိရမခအတိုင်းမူဗိုလ်မှူးချုပ်အေမေဦးကလိုင်းဆွဲနေတဲ့ express ကားတွေအကုန်လုံးကိုတိတ်လိုက်ပြီးတန်ရမ်းကနေရန်ကုန်ကိုမူရစေဝါနဲ့လက်နက်တွေကိုအမြဲတမ်းတဲဆောင်ပေးနေတာကားလိုက်ကအရင်ကရမခအတိုင်းမူဗိုလ်ချုပ်မြင့်ကျော်ထွန်းနဲ့အဆင်ပြေတော့တိုင်းမူကိုလစဉ်လာတိုင်းဆက်ချေးပေးတယ်တန်ရမ်းမြို့နယ်ဥက္ကဋ္ဌဘုံမှုနေလင်းကပါပါဝင်ပတ်တန်နေတော့ပြည်ငိမ့်ဆန်းဂိတ်ကိုဘယ်သူမှမထိရဲဘူး တန်ရမ်းမှာကလည်းပထမဆုံးစဆွဲတဲ့ express ကားလိုင်းကလည်းပြင်းငိမ့်စားမှာပဲ ဲ့ဒီဂိတ်ကအရင်ကတည်းကမူရဲ့ဆေးဝါးတွေကိုတည်နေတာလူတိုင်းသိတယ်ခဏခဏလဲမိတယ်တိုင်းမှုနဲ့မာစာခဥက္ကဋ္ဌကိုပိုင်တော့ဘယ်သူမှမပြောရကြဘူးအခုကတိုင်းမှုအသက်ကချက်ချင်းကိုအေးအေးယူလာအခုပြင်းငိမ့်ဆန်းကားဂိတ်ကိုလည်းပိတ်လိုက်ပြီးကားဂိတ်တွေကိုလည်းလိုက်သိမ်းနေပြီးလက်ရှိတန်ရန်ဂိတ်ပိုင်းကလူတွေကတော့ထွက်ပြေးနေတယ်တောင်ကြီးဂိတ်မန္တလေးဂိတ်နဲ့ရန်ကုန်ဂိတ်တွေအကုန်လုံးကိုလည်းပိတ်လိုက်ပြီးလို့တပ်တွင်းသတင်းရေးမြစ်ကရှင်းပြထားပါတယ်ဒါပေမဲ့မူရဲ့ဆေးဝါးများနဲ့လက်နက်များတည်ယူမှုမှာပါဝင်ပတ်သက်နေတယ်တန်ရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူးနေလင်းကတော့ အေးအေးယူမခံရသေးဘူးလို့ပြောပါတယ်ဘုံမှုနေလင်းဟာဘိုတင်နာအပတ်စဉ်46ကျောင်းစင်ဖြစ်ပြီးတော့လက်ရှိတန်ရန်ဗျူဟာမှုအသည့်နဲ့တပတ်စင်နဲ့မိတ်ဆွေများဖြစ်တယ်လို့သိရပါတယ်တိုင်းမှုအသည့်ဘုံမှုချုပ်အေးမင်းဦးကိုတန်ရန်ဗျူဟာမှုအသည့်ဘုံမှုနေလင်းနဲ့ပတ်သက်ပြီးတော့အာမခံခဲ့တဲ့အတွက်လွတ်မြောက်နေသေးတယ်လို့သိရပါတယ်လက်ရှိမှာတန်ရန်မှာရွှေလားရှိုးမိုးထက်အာကာစတဲ့ကားလိုင်းများဟာလည်းဆက်လက်ပြီးတော့လဲပတ်နေသေးဖြစ်တယ်လို့သိရပါတယ်တန်ရန်အခြေဆိုင်ကားလိုင်းများဟာ စစ်တပ်ရဲ့ကြောထောက်နောက်ခံပေးမှုနဲ့မူရဲစေဝါများလက်နက်နဲ့တရားမဝင်ပြစီများတည်ယူမှုများမှာတနည်းတဖုံပါဝင်ပတ်သက်လျက်ရှိတယ်လို့သိရပါဗျ။တန့်ရမ်းမှာကြားဖြတ်ငွေလိန်ခန်းများကိုစစ်ကောင်စီကဖမ်းဆီးအရေးယူစစ်ဆေးခဲ့ရမှာရခင်တိုင်းမူဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းကလက်ငွေယူပြီးတော့ခွင့်ပြုခဲ့တယ်ဆိုတဲ့စစ်ဆေးမှုရလဒ်များအရာအရေးယူခဲ့တယ်လို့သိရပါဗျ။တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းအောင်ဆိုကတော့စစ်ကောင်စီရဲ့အတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေးရဲ့တူတော်တဲ့အတွာပြန်လည်ပြီးတော့လွတ်မြောက်လာတယ်လို့သိရပါဗျ။2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာစစ်ကောင်စီ ကရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့နယ်မှာအွန်လိုင်းအသုံးပြုပြီးတော့ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူပြည်ုပ်နိုင်ငံသား18ဦးနဲ့မြန်မာနိုင်ငံသား28ဦးတို့ကိုငွေလိမ်လုပ်ငန်းများလုပ်ကိုင်ရမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲမြို့နယ်မိုင်းဟာဒေသအတွင်းတရားမဝင်အွန်လိုင်းလောင်းကစားနဲ့ကြားဖြတ်ငွေချေးလိမ်လည်မှုလုပ်ဆောင်နေတဲ့ပြည်ုပ်နိုင်ငံသား21ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အမေရိကန်အစိုးရကပြည်နံတံပေးလိုက်တဲ့မြန်မာနှုတ်ကိုလက်ခံမှာဖြစ်တယ်လို့အကြမ်းဖက်စစ်ကောင်စီကဒီကနေ့မှထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်သမ္မတထရန့်ဦးဆောင်တဲ့အမေရိကန်အစိုးရအသေးရဲ့ဦးစားပေးမူဝါဒအရလူဝင်မှုကြီးကြပ်ရေးစီမံစည်းကမ်းများနဲ့ညီဆွန်းသူများပြည်မှုကျူးလွန်ထားတဲ့နိုင်ငံသားများကိုပြည်နယ်တန်ပေးလျက်ရှိရာအမေရိကန်ကပြည်နယ်လိုက်တဲ့မြန်မာနှုတ်ကိုအကြမ်းမဲ့စစ်ကောင်စီကလက်ခံမှာဖြစ်တယ်လို့သိရပါဗါးအဲ့ဒီပြည်နယ်တန်ခံရသူနှစ်ဦးဟာမက်စလာ19ရက်နေ့နဲ့မက်စလာ28ရက်နေ့တွေမှာလေကြောင်းခရီးနဲ့မြန်မာနိုင်ငံကိုတီးခြားစီရောက်ရှိလာမှာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါဗါးအမေရိကန်ရောက်မြန်မာအများစုကတော့ရာဇဝတ်မှုများကျူးလွန်ထားတဲ့အမေရိကန်ရောက် ရွှေပြောင်းနေထိုင်သူများကိုအမေရိကန်အစိုးရအဆက်ဆက်ကမကြာခဏဆိုသလိုမူရင်းမိခင်နိုင်ငံများစီကိုပြန်လည်ပို့ဆောင်မှုများရှိခဲ့တယ်လို့ပြောဆိုထားပါတယ်။အခုလိုမျိုးပို့ဆောင်ခံရသူများဟာလည်းတပ်ဆိုင်ရာအမေရိကန်တရားရုံးကပြန်လည်ပို့ဆောင်ရန်အမိန့်ချထားတဲ့သူတွေဖြစ်တယ်လို့ပြောပါတယ်။ပြန်ပို့ခံရတဲ့မြန်မာနှုတ်ဟာလည်းရာဇဝတ်မှုဆိုင်ရာပြစ်ချက်များရှိနိုင်တဲ့သူတွေဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်။ပြန်ပို့တယ်ဆိုတာက ရာဇဝတ်မှုကျူးလွန်ထားရင်တော့ဘလို့ရွှေပြောင်းနိုင်ငံသားမဆိုအမေရိကန်ကပြန်ပို့တာကဟိုးအရင်ကတည်းကရှိပါတယ်။ ်အခုသမရထရမ့်လက်ထက်မှာမဟုတ်ပါဘူးဥပမာ green card ရထားတဲ့သူတွေဆိုရင်တောင်မှပြစ်မှုကျူးလွန်နေဆိုရင် ်မူရင်းမိခင်နိုင်ငံကိုပြန်ပို့တယ်အမေရိကန်နိုင်ငံသားဖြစ်သွားရင်တော့အဲ့ဒီလိုပြန်ပို့လို့မရတော့ဘူးအခုပြန်ပို့ခံရတဲ့မြန်မာနှုတ်ဆိုတာကလည်းဘသူတွေဆိုတာလည်းမသိရဘူးဒါပေမဲ့ဖြစ်နိုင်တာကတော့ပြည်မှုတစ်ခုခုကျွလုံထားတဲ့အမြဲတမ်းနေထိုင်ခွင့်ရ green card ကိုင်းဆောင်ထားတဲ့သူတွေလည်းဖြစ်နိုင်တယ်လို့ asylum ခေါလုံခွင့်တောင်းထားတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်အမေရိကန်ကိုလာလေရင်းနဲ့ visa ကျွလုံနေထိုင်တဲ့သူတွေလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းဒီလိုအမေရိကန်ကိုရောက်နေတဲ့ရွှေပြောင်းနေထိုင်သူတွေကိုပြန်ပို့ဖို့ဆိုတာကတော့လွယ်ကူတဲ့ process တော့မဟုတ်ဘူးတပ်ဆိုင်ရာတရားရုံးတွေရဲ့အတည်ပြုချက် နဲ့တရားသူကြီးတွေရဲ့အမိန့်ချမှတ်မှုတွေလည်းလိုအပ်ပါတယ်လို့အမေရိကန်ရောက်မြန်မာနိုင်ငံသားတအုပ်ကတုံ့တက်ပြောဆိုထားပါတယ်အမေရိကန်ပြည်ထောင်စုမှာမြန်မာနိုင်ငံရေးလှုပ်ရှားသူများစွာရောက်ရှိခိုလုံနေကြပြီးတော့ရွေးဥတော်လိုင်းရေးမှာထောက်ပို့များအဖြစ်နဲ့ဆက်လက်ပါဝင်လျက်ရှိရာသမ္မတထရမ့်အစိုးရရဲ့ပြောင်းလဲလိုက်တဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒများကမြန်မာနိုင်ငံရေးလှုပ်ရှားသူများအပေါ်မှာဒဇုံတရာဖိအားတွေတက်ရောက်မှုတွေရှိနေတယ်လို့အမေရိကန်ရောက်မြန်မာများကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောကချင်ပြည်နယ်မြကျင်းနားမြို့အထက်ပိုင်း ARD မြေကျောင်းတလျှောက်မှာရှိတဲ့ရွှေဖောင်များကိုတုံးရက်ဆက်တိုက်အချမ်းဘတ်စစ်တပ်ကလိုက်လံမိရှို့ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်အား40လောက်ပါတယ်ရဲတပ်ဖွဲ့ဝင်တွေကမြေကျောင်းတစ်လျှောက်မှာရှိတဲ့ရွှေဖောင်တရာကျော်ကိုမိရှုဖျက်ဆီးသွားတယ်လို့နောင်နန်းဒေသခံအမျိုးသားတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်စစ်ကောင်စီဘက်ကအာဏာမရှိလာတော့စစ်စင်ရေးတစ်ခုလိုလိုက်လုတာဖြစ်နိုင်တယ်ဆိုပြီးတော့လူကြီးတွေကတော့ထင်နေကြတယ်တရားစာတဝင်ကြီးဌာနကအမိန့်နဲ့အခုလိုမျိုးလုတာတဲ့လာရှို့တာကတော့ရဲတွေလာရှို့တာပါ မနေ့ကနေညနေမိုးချုပ်တဲ့အထိကိုလိုက်ရှုံနေတယ်ပတ်စံပေးမယ်မရှုံနဲ့ပြောလဲမရဘူးတဲ့အခုအဲ့ဒီရွှေဖောင်တွေကိုတူးနေရင်တန်းလန့်နဲ့ဘာမှမပြောဘဲနဲ့ကိုမိလာရှုံနေတာလို့ပြောဆိုထားပါတယ်ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာတဲ့အတော့ကြောင့် ရွှေတူးနေတဲ့သူတချို့ဟာလည်းထွက်ပြေးသွားတယ်လို့သိရပါတယ်။ဗလာမင်းကျေတရာအောက်ကနေအထက်ပိုင်းမှာရှိတဲ့ဥပြစ်ချေးရွာအာလန်းချေးရွာနဲ့ဒွန်ကန်ချေးရွာတွေအထိကိုမြေကျောင်းတစ်လျှောက်မှာရှိတဲ့ရွှေဖောင်များကိုမိရှုဖြတ်စည်းသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မတ်လ16ရက်နေ့ကနေစတင်ပြီးတော့ရွှေဖောင်များကို လိုက်လံမိရှုဖြတ်စည်းခဲ့ခြင်းဖြစ်ကြောင်းမြေကြီးနာမျိုးက KIA သတင်းအရေးမိကလည်းပြောပြထားပါတယ်။ဇက်တိုက်ကိုမိရှုနေတာရွှေတူးတဲ့ဖောင်းတွေဆက်ဆိုင်တွေကိုမပါခါကစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့ပြည်သူစစ်တွေမိရှုပြီးတော့လိုက်ဖမ်းနေတာ ARD မြေကြောင်းတလျှောက်ပဲလို့ပြောပြထားပါတယ်။လုပ်ငန်းရှင်များကမြေကြောင်းတလျှောက်မှာရှိတဲ့ခြေရွာများမှာစက်ရမ်းတရားကြီးတွေနဲ့ရွှေတူးဖောင်းမှုနဲ့တဲကြောက်ထုတ်လုပ်မှုများကြောင့် 把文件提、啊啊、给电信部门，中队、啊、来压的耳朵，一旦被压，啊，仅仅当初给做的，请求部门和中队来给压的耳朵，叫，别大家密码。 စူပေါင်းလက်မှတ်ရေးထိုးကဖေဖော်ဝါရီလ18ရက်နေ့မှာစစ်ကောင်စီရဲ့ပြည်내ဝန်ကြီးချုပ်ထံကိုအကူအညီတောင်းခံစာပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီလုပ်ငန်းများဟာ2022ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာပုံမှုများပြားလာခြင်းဖြစ်ပြီးတော့ဒေသခံများနဲ့လုပ်ငန်းရှင်တွေကြားမှာပြိပခများမကြခဏဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်းဒေသခံများရဲ့တိုင်ကြားမှုများအပေါ်မူတည်ပြီးတော့ရွှေဖောင်များကိုဝန်ရောက်ဖမ်းဆီးခြင်းမိရှုဖြတ်ဆီးမှုများပြုလုပ်လျက်ရှိပြီးတော့2023ခုနှစ်အောက်တိုဘာလ17ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေချောင်းရှင်လေးပြုတ်လုတဲ့အချိန်မှာရွှေကူစိတ်ကန်းနဲ့နှစ်မိုင်ကအကွာမှာရှိတဲ့ရေပြန်လေးစိတ်မှာရွှေတူးဖော်နေတဲ့ဆက်လေလေးစီကိုလည်းမိရှုဖြတ်စည်းကလှေပိုင်းရှင်များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ပဲခူးတိုင်းပြည်မြုံမှာအကြံပတ်စစ်တပ်ကစစ်မှုထမ်းရန်မိဘမဲ့အကြောင်းများနဲ့ဖုန်ကြီးအကြောင်းများမှာနေထိုင်နေတဲ့လူငယ်များရဲ့စရင်များကိုပါလိုက်လံကောက်ခံနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မက်လာဘိုင်းကနေစတင်ပြီးတော့ပြည်မြုံပေါ်မှာအကြံပတ်စစ်ကောင်စီရဲ့မြို့နယ်ပြည်သူစစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့မိဘမဲ့အကြောင်းများနဲ့ဖုန်ကြီးအကြောင်းများမှာနေထိုင်နေတဲ့လူငယ်များကိုပါစစ်မှုထမ်းရန်အမည်စရင်များလိုက်လံကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင် စည်ရင်ကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမယ့်လူငယ်များထွက်ပြေးသွားမှာကိုစိုးရိမ်ပြီးတော့လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းပြီးစစ်တပ်ထဲကိုပို့ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ပြည်မျိုးဘော်ကဖုန်ကြီးเจ้าမှာနေနေတဲ့လူငယ်တွေနဲ့မိဘမဲ့เจ้าကလူငယ်တွေရဲ့နာမည်စည်ရင်တွေကိုတတ်ဆိုင်ရာရက်ွက်ယာယင်မှုတွေနဲ့ထွေအုပ်စည်ရင်တွေကဒီရက်ပိုင်းမှာကောက်ယူသွားတယ်လို့သိရပါဗျ။တချို့ကိုเจ้าတွေမှာလိုက်ကောက်တယ် တချို့ကြောင်းတွေကြတော့သွားကောက်ရင်ထွက်ပြေးမှာဆိုလို့စည်ရင်တွေကိုရက်ကွက်အတွင်းထဲကစည်အိမ်မူယာအိမ်မူဖွေးအုပ်စည်ရင်နဲ့စည်အိမ်မာတွေကရက်ကွက်ရုံမှာပဲကိုယ်တိုင်စည်ရင်ပြုစုနေတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။ဒါ့အပြင်ရန်ကုန်မြို့ကမာရွံ့မြို့နယ်လဲတန်းမှာလည်းလူမိုက်အဖွဲ့များကစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးထားတဲ့လူငယ်များကိုမြို့နယ်ထွေးအုပ်ရုံမှာမှတ်ပုံတင်စစ်ဆေးချက်များကိုရယူကစစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။မတ်လပိုင်းကနေစတင်ပြီးတော့ကမာရွံ့မြို့နယ်လဲတန်းမှာအကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖ ဖမ်းဆီးရန်လွတ်ထားတဲ့လူမိုက်များကလူသွားလူလာပြတ်တဲ့နေရာများမှာ ိန်စည်းကားများနဲ့စောင့်ကြိုပြီးတော့ဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုနန္နတော်တရာအစင်းမှာရှိတဲ့မြို့နယ်ထွေးဦးရုံးမှာခိတ္တထိန်ထိန်ထားပြီးတဲ့နောက်စစ်မှုထမ်းရန်အကြမ်းတ်ဆက်တဲ့ရဲ့စစ်သားစုဆောင်ရေးတပ်များထံကိုပို့ဆောင်ပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်များကိုစစ်တပ်ကလူငယ်တအုပ်ကိုဖမ်းဆီးပေးနိုင်ပါကငွေချက်3သိန်းပေးတယ်လို့ပြောပါဗျ။လဲရမ်းမှာလူငယ်တွေဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရပါတယ်။ရုပ်ပြက်စင်းပြက်ကိုလိုက်ဖမ်းနေတာခုနကတည်းကပေါ်တင်လို့ဖြစ်ပြီးတော့ကားပေါ်ကိုဆွဲဆွဲပြီးတော့တင်သွားတာ။ သူတို့ကအဲ့ဒီလိုမျိုးပေါ်တာဆွဲပြီးတော့နနတော်တရာအစင်းကထွေအုံရုံးကိုခေါ်သွားတယ်အဲ့ဒီရုံးမှာသူတို့ဆွဲထားတဲ့သူတွေအပြည့်ပဲပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတယောက်ကိုတုံးသိမ်းပေးတယ်လို့သိရတယ်လို့လဲရမ်းမှာနေထိုင်တဲ့ကမာယုံမြို့နယ်လုံဆိုင်ရာပရဟိတအဖွဲ့ဝင်တဦးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ